ားလုံးပဲမင်္ဂလာပါမလေးစကားပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းကျွန်တော်ကိုမေးထားတဲ့စကားလုံးတွေကိုဒီဗီဒီယိုထဲမှာကျွန်တော်ကဒါပေါင်းပြီးတော့မှပြန်ပြောပြပေးထားတာဖြစ်ပါတယ်เนาะဟုတ်ကဲ့တီးပေးသားဆရာသမားတွေကတော့ဒီဗီဒီယိုကြော်သွားလို့ရပါတယ်เนาะမလေးစကားကိုလေ့လာနေတဲ့စကားလုံးတွေကိုအမှန်တကယ်သိကျင်တဲ့သူတွေဆိုရင်တော့ဒီဗီဒီယိုကျွန်တော်တို့ကြည့်သွားမယ်ဆိုရင်ဒါတခုခုတော့ကျွန်တော်တို့ဒါမှတ်မိနေမှာတော့သိကြပါတယ်เนาะပါစာမာလမ်ပါစာမာလမ် ဒါဆိုရင်ကျွန်တော်တို့ကညာဈေးလို့ပြောတာ ဖြစ်တယ်เนาะပါစာမာလမ်ညာဈေးเนาะပါစာမာလမ်ဆိုတာညာဈေးကိုပြောတာ ဖြစ်ပါတယ်เนาะပါစာဆိုတာကျွန်တော်တို့ကဈေးကိုပြောတာမာလမ်ဆိုတာညเนาะပါစာမာလမ်ဆိုတော့ဒါညာဈေးလို့ပြောတဲ့အတိတ်ပဲပါเนาะမလေးရှားမှာကျွန်တော်ညာဈေးတွေနေရာတိုင်းလို့လို့တော့ဘောเนาะရှိပါတယ်ဒါကြောင့်ညာဈေးကိုကျွန်တော်တို့ကပါစာမာလမ်လို့ခေါ်ပါတယ်เนาะပါစာမာလမ်ညာဈေး ပါစာပါကီဒါဆိုရင်ကျွန်တော်တို့ကမနေ့စေးလို့ပြောလို့ရတယ်เนาะပါစာပါကီမနေ့စေးပါစာဆိုတာဈေးကိုပြောတာပါကီဆိုတာမနေ့ပါစာပါကီမနေ့စေးလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะပါစာဆိုတာဈေးပါကီဆိုတာမနေ့ပါစာပါကီဆိုရင်မနေ့စေးเนาะပါစာမာလမ်ဆိုရင်ညစေးဒါမျိုးပြောတာဖြစ်ပါတယ်เนาะနောက်တစ်ခုကစာပူလန်တိုင်း စာပူလန်တိုင်းဒါဆိုရင် ကျွန်တော်တို့ကကြမ်းမြင်ကိုလှဲပါလို့ပြောတာเนาะတပည့်စီလဲခိုင်းတဲ့သဘောစာပူလန်တိုင်းကြမ်းမြင်ကိုလှဲပါစာပူဆိုတာလှဲခိုင်းတာကိုပြောတာလန်တိုင်းဆိုတာကြမ်းမြင်ကိုပြောတာเนาะစာပူလန်တိုင်းဆိုရင်ကြမ်းမြင်ကိုလှဲပါလို့ပြောတဲ့အတိတ်ပဲပါเนาะတချို့ကကျွန်တော်တို့ကဒီစာပူစာပူဆိုရင်ကျွန်တော်တို့ကဒါရပယ်စီယူခိုင်းတယ်လို့တချို့ကလည်းအဲ့လိုမှတ်ထားတယ်နော်ပြောချင်တာစာပူးဆိုတာကျွန်တော်တို့တန်ရှင်းလို့ခိုင်းတာနော်လှဲခိုင်းတာ ဒီဒီဘက်စီးနဲ့ဒီနေရာကိုစာပူစာပူပေါ့နော်တန်ရှင်းလောက်ခိုင်းတာနော်ရောနေတာလေးကိုကျွန်တော်တခုပြောပြမယ်စာပူဆိုတာလှဲတယ်ဆိုတဲ့အတိတ်ပဲနော်စာပူလမ်းတိုင်းဆိုတာကျမ်းမြင်ကိုလှဲပါစာပူဆိုတာဒီဘက်စီးကိုခေါ်တာမဟုတ်ဘူးနော်ဒီဘက်စီးကဒီဘက်စီးတက်တက်သူ့လိုခေါ်တာရှိတယ်ပညာပူဆိုတာဒီဘက်စီးကိုခေါ်တာနော်ဒါပေမဲ့အများဆုံးတချို့ကလည်းအဲ့လိုပေါ့သိပ်မကွဲလွဲဘူးလေဒီစာပူကိုကျွန်တော်တို့ဒီဘက်စီးလိုပဲထင်တာစာပူဆိုတဲ့စကားလုံးကလှဲတာကိုပြောတာလမ်းတိုင်းဆိုတာကျမ်းမြင် စာပုလန်တိုင်းဆိုရင်ဒါကျမ်းမြင်ကိုလှဲပါလို့ပြောတဲ့အတိတ်ပဲတပည့်စီကပညာပုလို့ပြောပါတယ်နော်နောက်တစ်ခုက lab major lab major ဒါဆိုရင်ကျွန်တော်တို့ကစပွဲကိုတုတ်ပါလို့ပြောတာနော်စပွဲတွေပါတွေတုတ်ခိုင်းရင် lab major စပွဲကိုတုတ်ပါ lab ဆိုတာတုတ်တာ major ဆိုတာစပွဲနော် lab major ဆိုတော့စပွဲကိုတုတ်ပါလို့ပြောတဲ့အတိတ်ပဲပါနော် lab ဆိုတာတုတ်တာကိုပြောတာနော် meja sara zabwe lá meja zabwe ko tau pa lo pyo de adibe ba no naw lá khu men lab chairman lab chairman da so yin chano lo a man tau pa lo nó, lá đó no tàu sara tau da ko pyo da chairman sara man ko pyo da lab chairman man tau pa lo pyo de adibe ba no naw de khu a check up lagi check up lagi ထပ်ပြောပါလို့ပြောတဲ့နေ့ပဲเนาะငကားတစ်ခုခုပြောလို့ကနားမလဲရင် check up lucky ထပ်ပြောပါနောက်ထပ်ထပ်ပြောပါလို့ပြောခြင်းတဲ့ဘောเนาะ check up ဆိုတာတော့ပြောတာ lucky ဆိုတာနောက်ထပ်เนาะ check up lucky ဆိုရင်ထပ်ပြောပါနောက်ထပ်ပြောပါဒါမျိုးအတိတ်ပဲရတယ်เนาะ check up lucky ထပ်ပြောပါလို့ပြောတဲ့အတိတ်ပဲเนาะ mingu depan mingu depan အဲ့ဒါဆိုရင်ကျွန်တော်တို့ကလာမီအပတ်ဒါမှမဟုတ်ရှေ့အပတ် ဒီလိုမျိုးပြောလို့ရတယ်နော်မင်ကူတပန်လာမဲ့အပတ်ဒါမှမဟုတ်ရင်ရှေ့အပတ်လို့ပြောလို့ရပါတယ်နော်မင်ကူဆိုတာခொနည့်ရဲ့ရက်သက်တစ်ပတ်ကိုပြောတာတပန်ဆိုတာရှေ့နော်မင်ကူတပန်ဆိုတော့လာမဲ့အပတ်လို့လည်းပြောလို့ရတယ်လို့ရှေ့အပတ်လို့လည်းပြောလို့ရတယ်နော်မင်ကူတပန်လာမည့်အပတ်ဒါမှမဟုတ်လေရှေ့အပတ်လို့ပြောလို့ရတယ်နော်မင်ကူဆိုတာခொနည့်ရဲ့ရက်သက်တစ်ပတ်ကိုပြောတာဖြစ်တယ်တပန်ဆိုတာရှေ့ မင်းကိုတပန်းဆိုတော့လာမီအပတ်လဲပြောလို့ရတယ်လို့ရှေ့အပတ်လို့လည်းပြောလို့ရပါတယ်နော်မင်းကိုလပတ်မင်းကိုလပတ်ပြီးခဲ့တဲ့အပတ်လို့ပြောတာပေါ့နော်ပြီးသွားတဲ့အပတ်ကိုဆိုရင်ကျွန်တော်တို့ကမင်းကိုလပတ်လို့ပြောတဲ့အသေးပဲပါနော်ပြီးခဲ့တဲ့တပတ်ကအဲနော်ဒါဆိုရင်ကျွန်တော်တို့ကမင်းကိုလပတ်လို့ပြောပါတယ်မင်းကိုဆိုတာခုနရဲ့ရသက်တပတ်ကိုပြောတာနော်မင်းကိုလပတ်ပြီးခဲ့တဲ့အပတ်လို့ပြောတဲ့အသေးပဲပါနော် လပတ်ဆိုတာဒါပြီးခဲ့တာကိုပြောတာเนาะမင်းကိုလပတ်ပြီးခဲ့တဲ့အပတ်လို့ပြောတဲ့အတိတ်ပဲပါเนาะစာယစကန်စာယစကန်ကျွန်တော်အားနာတယ်စာယစကန်ကျွန်တော်အားနာတယ်ဒီစကလုံးတစ်လုံးကလည်းကျွန်တော်တို့ဒါဗီဒီယိုတိုင်းလို့လို့เนาะအနေအားတိုင်းတော်တော်များများမှာလည်းဒီစကန်စကန်ဆိုတဲ့စကလုံးကိုမေးကြတယ်เนาะစကန်ကဘာပြောတာလဲပေါ့เนาะစကန်ဆိုတာအားနာတာကိုပြောတာเนาะ ဒါကြောင့်အများဆုံးမေးတာဒီစကန်တော်တော်လေးမေးကြတယ်။ဘယ်ဗီဒီယိုမှဖြစ်ဖြစ်များသောအဖြစ်ဒီအားနာတဲ့ကိုဘယ်လိုပြောလဲပေါ့နော်။ဒီဟာမျိုးကျွန်တော်အားနာတယ်ဆိုရင်ဘယ်လိုပြောရလဲ။ဒါမျိုးလေးတွေမေးတာတော်တော်များတယ်နော်ဒီစကလုံးက။အဲဒါကြောင့်စကန်ဆိုတာအားနာတယ်ကိုပြောတာပါ။ကျွန်တော်အားနာတယ်ဆိုရင်စာယစကန်ကျွန်တော်အားနာတယ်နော်။စာယစကန်ကျွန်တော်အားနာတယ်။ဒါမျိုးပြောလို့ရတယ်နော်။စာယဆိုတာကျွန်တော်စကန်ဆိုတာအားနာတာကိုပြောတာနော်။စာယစကန် ကျွန်တော်အားနာတယ်နော်အားနာတယ်ဆိုတာစကန်းလို့ပြောပါတယ်နော်နောက်တစ်ခုကနာစီဘုံကိုနာစီဘုံကိုဒါဆိုရင်ကျွန်တော်တို့ကထမင်းထုတ်တာကိုပြောတဲ့အတိတ်ပဲနော်နာစီဘုံကိုထမင်းထုတ်တာကိုပြောတာနော်နာစီဆိုတာထမင်းဘုံကိုဆိုတာထုတ်တာနာစီဘုံကိုဆိုတော့ထမင်းထုတ်တာကိုပြောတာနော်အဲထမင်းမှမဟုတ်ဘူးတခြားထုတ်တဲ့ပိုးတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကဘုံကိုလို့ပြောလို့ရတယ်နော်ထမင်းထုတ်တာကိုဘယ်လိုပြောလဲလို့မေးထားတဲ့အတွက် နာစီဘုံကိုဒါဆိုရင်ထမင်းထုတ်တာကိုပြောတယ်အတိတ်ပဲပါเนาะနာစီဆိုတာထမင်းဘုံကိုဆိုတာထုတ်တာနာစီဘုံကိုဆိုတော့ထမင်းထုတ်တာလို့ပြောတယ်အတိတ်ပဲပါเนาะနောက်တစ်ခုကကက်ဆီယမ်ဒီယကက်ဆီယမ်ဒီယသူတနာပါတယ်လို့ပြောတယ်အတိတ်ပဲเนาะကက်ဆီယမ်ဒီယသူတနာပါတယ်တနာပါတယ်ကိုကက်ဆီယမ်ဒီယဆိုတာသူကက်ဆီယမ်ဒီယ တနာပါတယ်ပေါ့နော်သူတနာပါတယ်လို့ပြောတဲ့အတိတ်ပဲနော်ကယ်ဆီယမ်ဆိုတာတနာပါတယ်ဒီယာဆိုတာသူကယ်ဆီယမ်ဒီယာသူတနာပါတယ်လို့ပြောတဲ့အတိတ်ပဲပါနော်ကယ်ဆီယမ်ဒီယာသူတနာပါတယ်ဒါမျိုးပြောတဲ့အတိတ်ပဲပါနော်နောက်တစ်ခုကစိုက်ပျိုးရေးကိုကျွန်တော်တို့ကပတာနီယမ်ပတာနီယမ်ဒါဆိုရင်စိုက်ပျိုးရေးလို့ပြောတဲ့အတိတ်ပဲနော်ပတာနီယမ်စိုက်ပျိုးရေး ပတာနီယံစိုက်ပျိုးရေးနောက်တစ်ခုကပတာနီဒါဆိုရင်လေသမားကိုပြောတာဖြစ်တယ်เนาะပတာနီလေသမားပတာနီလေသမားเนาะနောက်တစ်ခုကတာနာကန်မွေးမြူရေးတာနာကန်မွေးမြူရေးတာနာကန်မွေးမြူရေးเนาะတာနာကမ်စရာမွေးမြူရေးကိုပြောတာဖြစ်ပါတယ်เนาะနောက်တစ်ခုကကလူအကာ ကလောကဒါဆိုရင်ကျွန်တော်တို့ကမိသားစုကိုပြောတာဖြစ်တယ်နော်ကလောကမိသားစုကလောကမိသားစုနောက်တစ်ခုကပါချစ်ဦးလေးကိုပြောတာဖြစ်တယ်နော်ပါချစ်ဦးလေးပါချစ်ဦးလေးလို့ပြောတယ်အဲ့ဒီပဲနော်နောက်တစ်ခုကမာချစ်အတော်ကိုပြောတာဖြစ်တယ်မာချစ်အတော်ပါချစ်ကဦးလေးမာချစ်ကအတော်နော်နောက်တစ်ခုကဓာတ်တို့ ာတုဆိုတာအဖိုးကိုပြောတာဖြစ်တယ်ဓာတုအဖိုးလို့ပြောတာဖြစ်တယ်နော်ဓာတုအဖိုးနောက်တစ်ခုကနင်းနဲ့နင်းနဲ့ဆိုတာအဖွားကိုပြောတာနော်နင်းနဲ့အဖွားအဖိုးဆိုရင်ဓာတုအဖွားဆိုရင်နင်းနဲ့နော်ဒါမျိုးပြောပါတယ်နော်နောက်တစ်ခုကဘောချော့ဆိုတာယိုစိတ်နာကိုပြောတာနော်ရေယိုတာပဲဖြစ်ဖြစ်စီယိုတာပဲဖြစ်ဖြစ်ရောယိုစိတ်နဲ့ဟာဆိုရင်ကျွန်တော်တို့ကဘောချော့လို့ပြောပါတယ်နော် ဒါကြောင့်ဘောချော့ဆိုရင်ယိုစိမ့်စီလို့အတိပဲရပါတယ်နော်။ဘောချော့ယိုစိမ့်စီနော်။နောက်တစ်ခုကစုံကူစုံကူစုံကူဆိုတာတကယ်ပါလို့လည်းပြောတဲ့အတိပဲပါနော်။စုံကူတကယ်ပါစုံကူတကယ်ပါနောက်တစ်ခုကမဲမန်မဲမန်စရာတကယ်ပါပဲလို့ပြောတဲ့အိဗယ်နော်ခုနကစုံကူကတကယ်ပါ နောက်တစ်ခုကမင်မန်ဆိုတာတကယ်ပါပဲပေါ့နော်ဒီကျွန်တော်တို့ပြောတဲ့စကားလုံးတိုင်းမှာမင်မန်မင်မန်ဒါမျိုးလေးတွေကြားရမယ်နော်ဒါကြောင့်မင်မန်ဆိုတဲ့အဓိပ္ပာယ်ကတကယ်ပါပဲလို့အဓိပ္ပာယ်ရတယ်နော်မင်မန်တကယ်ပါပဲသပရဆန်သတိမထားမိဘူးသပရဆန်သတိမထားမိဘူးသပရဆန်သတိမထားမိဘူးလို့ပြောတဲ့အဓိပ္ပာယ်နော်နောက်တစ်ခုကဂူရောဂူရော ဂူရော့ဂူရော့ကျွန်တော်စတာပါနောက်တာပါဒါမျိုးဆိုရင်ဇာရဲ့ဂူရော့ဂူရော့ဂျေကျွန်တော်စတာပါနောက်တာပါဒါမျိုးပြောလို့ရတယ်နော်မိုင်းမိုင်းကလည်းသူကသူမိုင်းမိုင်းတက်တက်ဒီဂူရော့ဂူရော့ကလည်းစတာပါနောက်တာပါပြောင်းတာပါပေါ့နော်ဒါမျိုးလည်းအတိပဲရတယ်နော်ဂူရော့ဂူရော့ဆိုတာစတာပါနောက်တာပါပြောင်းတာပါလို့ဒီလိုမျိုးလည်းအတိပဲရပါတယ်နော်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းကျွန်တော်မေးထားတဲ့စကားလုံးတွေ သိတဲ့စကားလုံးတွေကိုကျွန်တော်ကဒါပြောပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတခါပြန်တွေ့ပါမယ်